ူကကြည့်နေပြေးတကမမြင်ဘူးနော်တိုက်တော့ပြောင်ပြောင်နင်းနင်းတိုက်တယ်အသက်တွေပေးပြီးတော့တိုက်ကြတယ်အားလုံးမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့ရောက်2025ခုနှစ်အော်တိုဘာလ30ရက်နေ့ပေါ့နော်အော်တိုဘာလတလလဲဒါကုန်မြန်တော့မယ်လို့ပြောရမှာပေါ့နော်ပြောရမှာပေါ့အဲ့တော့ဒါနေ့စဉ်ဒါကျွန်တော်ထုံးတဲ့အတိုင်း တင်ဆက်နေကြထူခြားသတင်းတွေပေါ့နော်ထူခြားသတင်းတွေတင်ဆက်နေကြအတိုင်းတင်ဆက်ပေးသွားမှာဖြစ်တယ်ဒါပေမဲ့ဒီနေ့မှာတော့နည်းနည်းတချို့ကိစ္စတွေကတော့စိတ်မကောင်းစရာတွေဖြစ်တယ်ပေါ့နော်စိတ်စိတ်မကောင်းစရာတွေဖြစ်တယ်ဒါဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အဲ့ဒါကျွန်တော်တို့အမြင်လေးတွေပေါ့နော်ကျွန်တော်တို့အမြင်လေးတွေလည်းပြီးရင်ပြည်သူလူထုအတွက်အဲဘယ်လိုထဲသွင်းစဉ်းစားသင့်လဲဆိုတော့ဟာလေးတွေလည်းကျွန်တော်တို့ကဟိုပြောသွားမှာဖြစ်တယ်ပေါ့နော်ပြောသွားမှာဖြစ်တယ်အဲ့တော့ဒီထူးခြားသတင်းတွေနေနဲ့ ြောပြပေးပါထူကြတဲ့ရေကတော့ကျွန်တော်တို့ဒါခေတ္တမိုင်းကိုတုံးဆိုင်ကြီးသူများဒါတရုတ်ဆောင်ဖွဲ့ပေါ့နော်နေတိုးတို့ကွာတို့ဝေဖန်နေဆိုပြီးတော့ဒါစစ်တကနေမှဖန်သွားတဲ့ဒါဒိုက်တာမိုက်တီတို့နောက်တစ်ခုကစပ်ပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်နောက်တစ်ယောက်ကလည်းဟာတာတရုတ်ဆောင်အုံတိုင်းပေါ့နော်သူတို့သုံးယောက်ကိုစစ်တကဖန်သွားတယ်ပေါ့အဲ့ဒီမှာခုနဆောင်မဲလုံးကဘုံကဟိုဒီတရုတ်ဆောင်တဲ့အဖွဲ့တွေကိုတော့ဂျေဇူးတင်ကြောင်သူပြောသွားပြီးတော့ ဒါရွေးကောက်ပွဲကိုနောက်ဆက်တဲ့သူတွေတော့ထပ်ပြီးတော့ဖန်ဆီးမယ်ဆိုတဲ့အကြောင်းသူပြောသွားတာပေါ့ဟုတ်ဟုတ်ဒါလည်းစန္ဒမူနာပြကိစ္စတည်းရဖြစ်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါအတီတယောက်ကပြောတဲ့ဟာလေးပေါ့နော်အာဒီတော့ရောက်တဲ့မဟုတ်ပါဘူးတဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အပြုမူအပြောအဆိုတွေကျွန်တော်တို့ line ပေါ်မှာရေးသားတာရင်းနဲ့ပတ်သက်ပြီးတော့မှလူပေါင်း 60ကျော်သွားပါပြီရေဒါဖန်းစီးဖန်းစီးခံရတာဗောနော်လူပေါင်း60ကျော်သွားတဲ့အခြေအနေမျိုးဒီဒါကျွန်တော်တို့ဟိုတော်လန်ရေးဘက်ကိုပျောင်ပျောင်တင်းတင်းမပါခဲ့ပေမဲ့လေဒါဒီသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူလူထုကိုအစိတ်မခတ်တဲ့လူတွေလို့ပြောလို့ရတယ်ဗောနော်ဒါသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူလူထုကိုအစိတ်ခတ်ပြီးတော့မှဟာ profile တွေကောက်ချိန်တွေကကြံခိုင်ဟိုအဖြူစိမ်း နော်ကျတုမြူဓမင်းကြောင့်လည်းတွဲစားတဲ့ဟာပေါ့နော်ကျတုမြူနဲ့ရုပ်သီးသိန်းနော်ကျတုမြူနဲ့ရုပ်သီးသိန်းပုံတွေတွဲပြီးတော့မှတင်ဟို profile မှာတင်လို့တင်တချို့တွေကပြောင်ပြောင်တင်းတင်းဟိုဟာဖြစ်ပေမဲ့သူတို့ကတော့ဒါကျွန်တော်တို့ online ဘက်ကိုပြောင်ပြောင်တင်းတင်းပါတာလားဆိုတော့မဟုတ်ဘူးဒါပေမဲ့နောက်ွယ်မှာတချို့နောက်ွယ်မှာရှိတင်ရှိရတဲ့အရာတွေတော့ဒါရှိကျင်ရှိခဲ့လိမ့်မယ်ပေါ့နော်ရှိခဲ့လိမ့်မယ်ဒါနဲ့ပတ်သက်လို့တော့ကျွန်တော်အတွင်းကြကြတော့မသိဘူးဒါပေမဲ့ရွေးကောက်ပွဲကိုစမ်းကျင်တဲ့ ကိစ္စကယူကဘွေကိုဆန့်ကျင်တဲ့အရေးသားအပြောဆို အပြုမှုဆိုတာတဲ့ဒီခေတ်သမိုင်းကိုဒုံဆိုင်ရသူများဆိုတဲ့ဇက်ကားမှာပါဝင်တဲ့လူတွေကိုဝေဖန်တာပေါ့နော်ဝေဖန်တဲ့အရေးသားပေါ့အဲ့တော့အနုပညာရဝုံးကိုပါချစ်ကောင်စီကဘာလို့ကိုကြံစီနေပြီအစိမ့်စိမ့်မှမှာကွဲဖို့ကွဲသွောင်းအောင်လုပ်ဖို့အတွက် ြန့်စီနေတာပေါ့နော်ကြန့်စီနေတာပထမဆုံးကျွန်တော်တို့2021အာနာသိမ့်မှုဖြစ်စဉ်ရဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒါပြောင်ပြောင်လေးလေးပါခဲ့တဲ့အမှုပညာသမားတွေပေါ့နော်ဒါဒါရိုက်တာကိုပေါ့တို့ဒါကိုမင်းမော်ကွန်းတို့ဒါအများကြီးပဲပေါ့နော်တရုတ်ဆောင်တွေဆိုလို့ရှိရင်ဒါမျိုးသမီးတရုတ်ဆောင်တွေဆိုလည်းအများကြီးဒါကိုကိုနာကြီးတို့မတ်တူတို့နောက်တခြားမျိုးသမီးတရုတ်ဆောင်တွေလည်းအများကြီးရှိတယ်ပေါ့နော်လင်းလင်းတို့ဟုတ်ကိုလင်းလင်းဆိုတော့ဆိုတော့တရုတ်ဆောင်ကိုလင်းလင်းဒါမချစ်သူဝေးတို့ ကျန်တဲ့လူတွေအများကြီးပေါ့နော်ဒါထင်ပေါ်ကျော်ကြားတဲ့လူတွေအများကြီးရှိပါတယ်ထားတဲ့ထဲတို့မြာနီးရီလွင်တို့ဒါမျိုးတွေကတချမ်းကျွန်တော်တို့ကွဲလာခဲ့ပြီးတော့မှ ကြံခဲ့တဲ့လူတွေကပေါ့နော်ကြံခဲ့တဲ့လူတွေကတချို့တွေကလည်းဒါအမှုပညာအစည်းအဝေးကနေထုတ်ပယ်ခြင်းခံရပြီးတော့မှဒါပြည်တွင်းထဲမှာပဲနေနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကအခုဟာကခေတ်သမိုင်းကိုဒုံဆိုင်ခဲ့သူများကိုဝေဖန်တဲ့အတွက်ပေါ့နော်ဝေဖန်တဲ့အတွက်ဒါသူတို့သူတို့ကိုတော့ဒါအတိမတ်ပြုရမယ်အချက်တစ်ချက်ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့တော်လိုင်းကိုပြောင်ပြောင်တင်းတင်းမပါခဲ့ပေမဲ့လေသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူကိုအစိတ်မခတ်တာကဒါကျွန်တော်တို့ ဟိုဘယ်လိုပြောရအောင်အားရကျေနပ်စရာအချက်တစ်ချက်ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့တော့ကတာဒါဒါရမိုက်တီဆိုလို့ရင်ကိုမိုက်တီဆိုလို့ရှိရင်ဒါပထမအမှုပါထပ်ပြီးတော့မှထပ်လောင်းပြည်တံကြခံရမယ်အနေထားမျိုးပေါ့နော်အဲ့တော့စစ်ကောင်စီကလည်းအဲဒါဓာမိုးပြီးတော့မှထားထားတဲ့အနေထားမျိုးတွေရှိတာပေါ့နော်အဲ့တော့ကိုယ်ဟာနဲ့ကိုဟိုကျမ်းမာရေးအရာပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုနဲ့ ဒါစစ်ကောင်စီနဲ့လွဲချော်မှုရှိအောင်လုပ်ပြီးတော့နေမှသာလျင်အဆင်ပြေမဲ့အနေထားမျိုးလို့ပြောလို့ရတယ်ဗောနော်အဲ့လိုနေတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒီနေ့ဒီချိန်ဒီအာဇာကားတွေမရိုက်ဘူးကြော်ညာတွေမရိုက်ဘူးเนาะဒီလိုမျိုးတွေနဲ့စစ်ကောင်စီကိုတိတ်တဆိတ်လေး void ကောက်လုပ်ပေးတာအမှုရာနဲ့တစ်ချက်မှမပြဘူးတွင်းပြုံးပြလိုက်တယ်ခေါ်ရင်သွားလိုက်တယ်ဟုတ်တယ်အဲဒီလိုမျိုးလေးပေါ့နော်အဲဒီလိုမျိုးလုတ်ပြီးတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့အဲ့တော့အဲ့ဒီအဲထဲမှာမှကျွန်တော်တို့ဒါအဲကျွန်တော်တို့ဘက်ကိုပြောင်ပြောင်တင်းတင်းမပ ခဲ့ပေမဲ့လည်းဒါသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူကိုအစိတ်မခတ်တဲ့သုံးရောင်းလို့ကျွန်တော်တို့ကဒါအတိမတ်ပြုပေးရမှာဖြစ်တယ်လို့ပြောချင်တာပေါ့နော်ဟုတ်ဟုတ်ဒါတော့စစ်ကောင်စီကတော့သူခိုင်းလို့မရရင်တော့ရန်ချမှာပဲပေါ့နော်နောက်တစ်ခုကတော့စိတ်မကောင်းစရာတရေတစ်ခုပေါ့ဒါတော့တရုတ်ရဲ့ဂျာဝင်မှုနဲ့ပတ်သက်ပြီးတော့ခုနတရအနေရနေမှာအဲသူတို့ထိ ंछ ုတ်ထားတဲ့ခုနမိုးကုတ်တို့မိုးမွိတ်တို့ကနေမှာပြန်လဲဆုတ်ခွာမယ်ဆိုတော့ အထုတ်ပြန်ချက်ပေါ့နော်ဒါကတော့ကျွန်တော်တို့အော်တိုဘာလ29ရက်နေ့ကဒီထုတ်ပြန်ချက်ကိုထုတ်ပြန်လိုက်တယ်အဲ့ဒီထုတ်ပြန်စာကိုတွေ့တာနဲ့ပဲဒါပြည်သူတော်တော်များများလည်းဘုံကတချို့ကျတော့ဒီလက်နက်ကင်တချို့ပေါ့နော်လက်နက်ကင်တချို့ကဒါဟိုယုံကြည်မရှိတော့တာတွေဟိုပြောဆိုရေးသားတာတွေပေါ့နော်ဒါလက်နက်ကင်တွေကတော့အစ်စ်တက်နဲ့ပြန်ပြီးတော့ပလင်းတူဘူးစုပဲပြန်ပေါင်းသွားတယ်ဆိုတော့အဲကွန်မန့်တွေတော်တော်များများလည်းတွေ့ရတာပေါ့ဟုတ်ဟုတ် ဲဒါနဲ့ပတ်သက်လို့လဲဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့စိတ်ထဲတော့တော်တော်မကောင်းဘူးဗောနော်ဒါတစ်တုံညာနှစ်ခွန်ပထမလိုင်းဒုတိယလိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကမြောက်ပိုင်း၃ဘွယ်ကိုအင်ပလန်အားထားတာလို့တော့ပြောလို့ရတယ်ဗောနော်မြောက်ပိုင်း၃ဘွယ်ကိုအင်ပလန်အားထားတာအဲ့ဒီထဲမှာမှကျွန်တော်တို့ MNDA MNDA ကပထမတစ်ခါစခဲ့တယ်ဗောနော်တရုတ်ရဲ့ဂျားဝင်ညှိနှိုင်းမှုကြောင့်ကျွန်တော်တို့တိုက်ခံတိုက်ပြီးတော့မှရထားတဲ့နေမြေတချို့ ကျွန်တော်တို့ပြန်ပြီးတော့မှပေးလိုက်ရတယ်ဗောနော်တခါဒုတိယတခါကျွန်တော်တို့ဒါ TNN တွေကဒီလိုမျိုးထပ်ပြီးတော့မှလှုပ်ပြန်ပြီဗောနော်လှုပ်တဲ့ခါကျတော့ကျွန်တော်တို့မနေ့က Facebook မှာဟာသားလေးတစ်ခုရေးလိုက်တယ်ဗောနော်ဒါဂုတ်ထိတ်တရားကြီးကျိုးတုံးကလို့နော် TNN တွေကလှုပ်ပါရဲ့လို့စစ်တပ်ကဆွဆွဲတယ်ကျွန်တော်တို့ကစစ်တပ်ကလှုပ်ပါရဲ့လို့ဆိုကျွန်တော်တို့တော်လိုင်းဘက်တော်သားတွေကမင်းတို့စစ်တပ်မလို့ရင်ဘယ်သူလုံးမှလဲဆိုပြီးတော့မှတော်လိုင်းဘက်တော်သားတွေကဝိုင်းပြီးတော့မှ စစ်တပ်ကိုဝိုင်းပြောပေးကြတယ်ပေါ့နော်စစ်တပ်ကလူလူတွေကလည်းစစ်တပ်ဘက်တော်သားတွေကလည်းကျွန်တော်တို့ DNN တွေကလုတ်ပါတယ်ဆိုပြီးတော့မှ DNN တွေအကြမ်းဖက်ကသားတွေလုတ်ပါတယ်ဆိုပြီးတော့မှဝိုင်းပြီးတော့မှအပြစ်ပုံချကြတယ်ပေါ့နော်အဲ့တော့ခမားတို့ချင်းကုမင်းမှတွေ့တော့ကသူလုတ်တယ်လားငါလုတ်တယ်လားတခါတည်းဘာလို့မမေးခဲ့တာလို့ပြည်သူကိုတီးအောင်လို့တခါတည်းရှင်းပြအောင်မလို့တော့ကျွန်တော်ပြောလိုက်သေးတယ်ပေါ့နော်ဟိုဟာသားလေးရေးလိုက်သေးတယ်ပေါ့အဲ့တော့မင်းလုတ်တယ်လားငါလုတ်တယ်လားဟဲ့အောင်ဂေါတိတရာကြိုးတာအခုပြီးတွေ့ဆုံညီနိုင်ရတော့ပြီးပြီ ငါတို့ဒီလိုဒီလိုတော့သဘောတူပြီအဲတော့ဂေါတိတရာကငါတို့ချိုးတာမဟုတ်တော့မင်းချိုးတာမင်းချိုးတာမဟုတ်တော့ငါချိုးတာတခါတည်းဟိုအဲ့မှာပွင့်ပွင့်လင်းလင်းဝင်ခံခဲ့လို့ရတဲ့အနေထားမျိုးပေါ့နော်ဒါကဟာသားတစ်ခုပေါ့နော်ဟာသားတစ်ခုအနေနဲ့ကျွန်တော်ဒါအတွေးမိမြင်မိတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြည်သူတော်တော်များများကလည်းတိုက်ပြီးမှပြန်ပေးမယ်ဆိုရင်ဘာဖြစ်လို့အသက်တွေရင်းမာတော့ကွာပြည်သူလူငွေတွေဘာလို့ရင်းမာတော့နော်အဲ့တော့ပြည်သူလူငွေတွေယူပြီးတော့မှ ဒီလိုမျိုးလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့စကြရပြည်သူလူဝင်မယူနဲ့ကိုယ့်အကိုလဲထုံးပြီးတော့တိုက်ကိုယ့်ဝင်ဝင်နဲ့ကိုတိုက်ဟုတ်တယ်နော်ပြည်သူဘာမှဟိုမှာမဖြစ်နဲ့ပြည်သူကတော့ဆရာနာရှင်ပြုတ်ကြရေးအတွက်ဆိုပြီးတော့မှငကတ်ရှိရလူကငကတ်ချုပ်တပေးနော်ဆွေကျူးရှိရလူကဆွေကျူးချုပ်ပေးပြီးတော့မှတကယ်ဟုတ်ကိုအိမ်ရှိရလူကအိုးပြစ်အိမ်ပြစ်နေရာပြစ်လုပ်ငန်းတွေပြစ်ချိတ်ပိတ်ခံရပြီးတော့မှဟိုနော်ဒါပုံဩခဲ့တဲ့ ီတချီကနောက်ဆုံးချီပဲဒီတချီတော်လန်ရေးမအောင်ရင်ကျွန်တော်တို့နောက်တချီတော်လန်ရေးဆိုရဲပရမတ်ဆုံးချီလန်ကိုပြန်လှမ်းဖို့ကျွန်တော်တို့ဘယ်တော့မှစ조사ဖို့အရှင်ပြေတော့မယ်အနေထားမျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းဒါအားလုံးသုံးသပ်မိတယ်တိတယ်ကျွန်တော်တို့အချိန်ချင်းပြိုလဲခဲ့ပြီးသွားပြီအချိန်ချင်းနော်တော်လန်ရေးကအချိန်ချင်းနောက်ဆုတ်ခဲ့ရပြီးသွားပြီဟုတ်နော်အဲ့တော့ဒီတချိန်ကတော့ကျွန်တော်တို့အပီးဒီလောက်ရမယ်ဆိုတဲ့ဟာလည်းရှိတယ်ပေါ့နော်အဲ့တော့ဒါက DNA တွေကိုအပြစ် ပြောနေခြင်းမဟုတ်ဘူး PNN အနေနဲ့ကဘာလေးလှုပ်တင်လဲဆိုတော့ဆရာကြီးကဘဝကိုဟိုဘယ်လိုပြောရမလဲဆိုတော့ပြည်သူလူထုကိုကျွန်တော်တို့တော့ဘယ်လိုကြောင်ပြန်နောက်ဆုတ်ပေးလိုက်ရတာပါဘယ်လိုကြောင်ဘယ်လိုအကြောင်းချင်းရာတွေကြောင်ကျွန်တော်တို့ဒီကိစ္စကိုမလိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့တနက်က ဒုတ်တလက်အဖြစ်တော့ဒုတ်ချောင်းလောက်တော့အသုံးမဝင်တော့ဘူးကျွန်တော်တို့ဘလို့သူတို့ကဘလို့ကျွန်တော်တို့ဘာကြီးဖြတ်တောက်ပလိုက်တယ်ဘာကြီးဟွာဖြစ်လိုက်တယ်အဲ့တော့လုံးဝဟိုချုံပေးရတယ်ဆိုတာဗျာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့လက်ဝဲထိုးတဲ့နေရာမှာပဲကြည်ကြည်ဘလို့ပဲကြည်ကြည်ပေါ့နော်လက်သုံးချက်ပုတ်ရတာငါရှုံးပြီလို့လက်သုံးချက်ပုတ်ရတာအသက်အနေနဲ့ရင်ဆိုင်ရတဲ့အချိန်မှာပုတ်ရတယ်။ဟုတ်။ဘုံဘုံဘုံဆိုပုတ်လိုက်တဲ့ဟာကဘယ်သူလေးပဲဖြစ်ဖြစ်ကြည်ကြည်လိုက်ချုပ်အချုပ်ခံထားပြီးတော့မှလေဘင်းကိုအညစ်ခံထားရတဲ့ အချိန်မျိုးလုံးဝအသက်ရှူလမ်းကြောင်းပိတ်တော်မယ်ငါတိတ်မကြခင်မီနီပိုင်းတွေမှာငါဒီတိုင်းဆက်နေတေတော်မယ်တေတော့မယ်ဆိုတဲ့အခါကျမှဘုံဘုံဘုံဆိုလက်ပုတ်လိုက်ရတာပေါ့နော်ဒါကဟိုဘယ်လိုပြောလဲလုံးဝနောက်ဆုံးမရတော့တဲ့အဆုံးကျမှဟိုဖြစ်ရတာသူဘာကြောင့်ရှုံးလဲဆိုတော့ပိဋကကမြင်တယ်ဟုတ်တချို့ပွဲတွေမှာမချုံးနေမဲ့ရှုံးရတယ်ကိုဘကအင်အားကြီးပြီးတော့မှဟိုလက်ဝဲသမားတွေကိုဘကအင်အားကြီးရထိုးပေါက်လဲကောင်းတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲ မတင်မှတ်တဲ့အကွက်မှားလေးတကွက်ကြောင်သာလင်ကျွန်တော်တို့ဟိုလေဘင်းကိုအညစ်ခံလိုက်ရတယ်ရှုံးသွားတယ်ကြည့်နေပြည်တက်ကမြင်တယ်ငါတို့အွန်လိုင်းအန်ဆိုင်ကြီးဘာကြောင့်ရှုံးတယ်ငါတို့ဘသူကြီးဘာကြောင့်ရှုံးတယ်ဆိုတဲ့ဟာကကြည့်နေပြည်တက်ကမြင်တယ်ဗျအခုကကြည့်နေပြည်တက်ကမမြင်ဘူးနော်တိုက်တော့ပြောင်ပြောင်လေးနဲ့တိုက်တယ်အသက်တွေပေးပြီးတော့တိုက်ကြတယ်ပေးလိုက်တော့ကွဲရမှာပေးလိုက်တယ်ဆိုတဲ့ဟာကြီးကစဉ်းစားကြည့်မယ်ဆိုရင်ဟိုစိတ်ထဲမှာ မကောင်းဘူးပေါ့နော်မချစ်တင်ငယ်ဖြစ်တယ်အေးဟေငါဘာကြောင့်တော့ရှုံးပေးလိုက်ရတယ်နော်အခုမှကျွန်တော်တို့ဟိုဖုံးပြောတယ်ပဲထားပါတော့ဗျာဖုံးဖုံးပြောတယ်အဲကျွန်တော်ဖုံးပြောနေတယ်တစ်ဖက်လူကိုကျွန်တော်ချိုးနေပြီးတော့မှပြောနေတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာကျွန်တော်ကဘလို့ဝါဖြစ်ပါတယ်ညာလို့ဖြစ်ပါတယ်မိမဘေးကထိုင်နားထောင်နေလူမိမပဲဖြစ်ဖြစ်တရားရောက်ကပဲဖြစ်ဖြစ်ပြောတော့အဲ့လိုမပြောနဲ့လေအဲ့ကောင်ဘာကောင်မလို့လဲဘာညာဖုံးပြောပြီးွားတဲ့ခါကျတော့သူတို့ပြန်ရှင်းပြ ောက်ခုဒီလူနဲ့ဒီငါနဲ့อ่ะဒီလိုအကြောင်းချင်းရာတွေရှိတယ်ဒါကြောင့်မလို့ငါသူ့ကိုရိုးရိုးကြိုးကြိုးပြောရတာဆိုတဲ့ဟာကိုရှင်းပြရင်သဘောမပေါက်ဘူးလားဟုတ်သဘောပေါက်အောင်တော့ပြည်သူလူထုသဘောပေါက်အောင်တော့ရှင်းပြစေချင်တယ်ဆိုတဲ့ဟာကိုကျွန်တော် TNN တွေကိုလည်းကျွန်တော်ဒီနေရာလေးတောင်းဆိုချင်ပါတယ်ဗောနောတောင်းဆိုချင်ပါတယ်အဲ့ဒီဟာလေးလည်းဟိုပြည်သူလူထုအနေနဲ့ကလည်းကျွန်တော်တို့အဲຫນွေဥတော်လန်ရေးကိုအခြေစပြီးတော့မှပြုခဲ့တာက ဟိုတိုင်းသားဒေါ်လိုင်းတက်ဖွဲ့တွေပါတိုင်းသားဒေါ်လိုင်းတက်ဖွဲ့တွေနေမြေတွေမှာကျွန်တော်တို့အခြေပြုတယ်တိုင်းသားဒေါ်လိုင်းတက်ဖွဲ့တွေရဲ့အခြေဆဲနဲ့ကျွန်တော်တို့လက်နေခရမ်းတွေရအောင်ဝယ်ယူနိုင်တယ်တိုင်းသားဒေါ်လိုင်းတက်ဖွဲ့တွေဆီကနေကျွန်တော်တို့စစ်ပညာတွေတည်ယူကြတယ်ဖလှယ်ကြတယ်เนาะအဲ့ဒီကနေကျွန်တော်မိုင်းပညာတွေအကုန်လုံးပေါ့เนาะတည်ယူကြတယ်အဲ့ဒီမှာပဲကျွန်တော်ကျွန်တော်တို့ကပြန်ပေးဆက်နိုင်တဲ့အနည်းပညာတွေ drone တွေဘာတွေပြီးရင် တို့လိုချင်တဲ့နေမြေတိုက်ဖို့အတွက်ကျွန်တော်တို့ PDF လူငယ်တွေရဲ့အသက်တွေရင်းပြီးတော့မှာ အလုတ်လုတ်ခဲ့တာကျွန်တော်တို့ကပျောင်ပျောင်တင်းတင်းအလုတ်လုတ်ခဲ့ပြီးပါပြီတိုင်းသားဒေါ်လာရေးတက်ဖွဲ့တွေကိုအားကိုးပြီးတော့မှကျွန်တော်တို့ဒီငွေဥဒေါ်လာရေးကြီးကဆင်နွှဲခဲ့တာအဲ့ဒီကနေမှသူ့ဟာသူလမ်းလျှောက်တက်သွားတဲ့အချိန်မှာကျွန်တော်အညာဒေသဆိုလဲအညာဒေသကိုဝင်ပြီးရမှာကိုယ့်ဟာကိုတိုက်ခွဲဖို့ကိုတက်ဖွဲ့ကိုတီထောင်းပြီးတော့မှအလုတ်လုတ်ကြတဲ့အဖွဲ့တွေရှိလို့တိုင်းသားဒေါ်လာရေးတက်ဖွဲ့တွေနဲ့မှီညမ်းပြီးတော့တိုက်နေတဲ့အဖွဲ့တွေကဒီနေ့ဒီချိန်ထိရှိတုံးပါပဲအဲ့တော့တိုင်းသားဒေါ်လာရေးတက်ဖွဲ့တွေကဒီလိုမျိုးသာကျန်တဲ့လူတွေသာဒီလိုမျိုးလှုပ်သွားမယ်ဆိုလို့ရှိရင် ် AA တခုတည်းကြံလဲ AA အခြေအနေမကောင်းဟုတ်ဒါပြောလို့ရဘာကြောင့်လဲအခု TNL နေမှာစစ်တပ်ကစစ်ပဋိရတော့ဆိုရင်အဲ့ရကောင်တွေဆွဲထုတ်ပြီးတော့မှလာမယ်တခြားနေရာကိုပို့မယ်လူစားကတော့ထိုးမှာပဲဘောလုံးအတင်းတင်းလိုပဲဒီကောင်ဝိဖြစ်နေလာဆက်မကန်နိုင်တော့ဘူးလားမင်းခဏနာတော့ဝါဖြစ်တဲ့ကောင်အရန်ကောင်ကောင်ဘတ်ဆိုထိုးထဲတာမျိုးလုံမှာပဲစစ်တပ်ကအဲ့နေရာကောင်ဆွဲထုတ်ယူရတယ်လူတရာရဆွဲထုတ်ယူရတယ်နောက်နေမီတခုကို ူ့မှာတရားထက်လောင်းပြီးတော့မှအင်အားဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်သွားတယ်။တိုင်းသာတော်လိုင်းတက်ဖွဲ့အကုန်လုံးသာအဲ့လိုလိုလိုက်တွားပြီဆိုတော့ခန္ဓာချက်ကြီးကကျွန်တော်တို့မှာလည်းတွားမြင်တယ်ပြည်သူလူထုလည်းမြင်တယ်။အဲ့တော့ဘာအကြောင်းညာကြောင့်လုတ်တယ်ဆိုတဲ့ဟာကိုလည်းပြည်သူလူထုကိုသိရှိအောင်ရှင်းပြစေချင်ပါတယ်လို့ကျွန်တော်တို့ကဒီနေရာနေတောင်းဆိုချင်ပါတယ်။တောင်းလဲတောင်းမှန်ပါတယ်ဗောနော်ဟုတ်ဟုတ်ကာဟိုတချို့တိုင်းသာလက်နက်ကင်ကောင်းဆောင်တွေကြောင်းပေါ့နော်လူမျိုးကြီးပေါ့ဥပမာကျွန်တော်တို့ကရင်ပြည်နယ်ဆိုလဲကရင် တနက်ကင်ခေါင်းဆောင်တွေကစစ်တပ်ဘက်ပါသွားတာတွေရှိတယ်အခုလက်ရှိရှမ်းပြည်နယ်မှာဆိုလဲဒါလက်နက်ကင်ခေါင်းဆောင်တွေကစစ်တပ်ဘက်ပါသွားတယ်ပေါ့နော်ပါသွားတဲ့အတွက်ကြောင့်ဒါပြည်သူလူထုအနေနဲ့ကလည်းဘုံကလူမျိုးရေးပေါ့နော်မင်းတို့ကရင်လူမျိုးရဲ့စိတ်ကဒီလိုကြီးလားတိရမလားရှမ်းပြည်နယ်ရဲ့ရှမ်းလူမျိုးတွေရဲ့စိတ်ကဒီလိုကြီးလားဆိုပြီးဟိုဖြစ်သွားမှလဲကျွန်တော်တွားပြီးတော့စိုးရိမ်မိတာပေါ့နော်နောက်တစ်ခုကတော့ဒါဟိုကျွန်တော်တို့ဒီ မန္တလေး PDF ကပဲထုတ်ပြန်ထားတာပေါ့နော်ပြည်သူတွေသိအောင်လို့ထုတ်ပြန်ထားတယ်အဲ TNN ရဲ့မိုးကုတ်ကနေမှမိုးကုတ်တို့မိုးမိတ်တို့ကစုတ်ခွာပြီးမယ်ဆိုပေမဲ့ဒါပေမဲ့မန္တလေး PDF ကတော့ပြည်သူလူထုသိအောင်လို့ပေါ့နော်ဒါဒီစစ်အာဏာရှင်အမြင့်ပြော့အောင်တိုက်ထုတ်မယ်ဆိုတဲ့ဥစ္စာမျိုးကိုထုတ်ပြန်ထားတာရှိတယ်နောက်တစ်ခုကသူတို့ထိန်းချုပ်တဲ့နယ်မြေတွေကိုဆက်လက်ကိုယ်စွမ်းညာစွမ်းရှိတဲ့လောက်ပေါ့နော်ဆက်လက်ကာကွယ်သွားမယ်ဆိုတဲ့ဥစ္စာကိုပြည်သူလူထုသိအောင်လို့ ဒါမန္တလေး PDF ကထုတ်ပြန်ထားတာမျိုးတွားတွေ့ရတာပေါ့ဟုတ်ဟုတ်အဲဒီမှာကျွန်တော်တို့မြောင်ပိုင်းသုံးဘွယ်ကိုအခြေပြုပြီးတော့မှတိုက်အင်အားရှိအောင်လူအင်အားရှိအောင်တိုက်ခွဲဖော်နိုင်အောင်တိဆောက်ခဲ့တဲ့အဖွဲ့တွေကျွန်တော်တို့ထင်သာမြင်သာတွေပြောမယ်ဆိုရှင်မန္တလေး PDF နောက်တစ်ခုကကျွန်တော် BBN လေးအောင်ဆောင်ခပြီးသွားလို့ရှင်ကျွန်တော်ဘူနဂါဘူနဂါကလည်းကျွန်တော်ပရမပိုင်းမှာဒီ နောက်ပိုင်း၃ဘွဲ့စီမှာပဲအခြေပြုခဲ့တာပေါ့နော်အခြေပြုပြီးတော့မှရှစ်ပညာတွေတင်ကြတယ်လည်းနဲ့ခရမ်းတွေအဲ့ဒီကနေစပြီးတော့မှရရှိအောင်လို့ဆောင်ရွက်ခဲ့တာအဖွဲ့ကြီးကြီးတွေပြောပြမှာဆိုတော့ကျန်တဲ့အဖွဲ့ငယ်လေးတွေလည်းဒါအများကြီးရှိသေးတယ်လို့ပြောလို့ရတာပေါ့နော်ပြောလို့ရတယ်အဲ့တော့အဲ့ဒီမှာမှကျွန်တော်တို့ VPN နေမောင်ဆောင်ခါကလည်းကျွန်တော်တို့ဆက်ပြီးတော့မှစူးစမ်းသွားပါမယ်ဆက်ပြီးတော့မှအလုပ်လုပ်သွားပါမယ်ဆိုတဲ့ဟာကိုသူ့ရဲ့ ကိုပိုင် Facebook အကောင့်ကနေပြီးတော့မှဒါတင်ပြီးတော့မနေ့ကတင်ပြီးတော့မှပြောထားတာရှိပါတယ်။နောက် Manly PDF ကလည်းဒါချက်ချင်းမဆိုင်မတွပဲထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပါတယ်။ဒါပြည်သူလူထုကိုပြည်သူလူထုထံသို့အသိပေးတင်ပြခြင်းဆိုပြီးတော့မှဒါပြည်သူကာကွယ်တပ်မတော် Manly သည် မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစီယုံချုပ်ဤအမိန်ကိုကဲမှုအောက်တွင်တရှိသောတော်လိုင်းတပ်ဖွဲ့ဖြစ်ပါသည်။အပိုက်၁ကတော့အပိုက်၂ကတော့မိမိတို့ပြည်သူကာကွယ်တပ်မတော် Manly သည် စတင်စုဖွဲ့စဉ်2021မှာစ၍ Federal Democracy ရရှိရေးနှင့်ဆီအနာဂျီစနစ်အမြင့်ပြတ်ချိန်မုံနိုင်ရေးအတွက်ဒီဇိုင်းမတ်မတ်တိုက်ပွဲဝင်လျက်ရှိပြီးလက်ရှိကာလများတွင် တိုင်းသားမဟာမိတ်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှု မိဖက်ငွေဥဒေါ်လာ၏အင်အားစုများ၏ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်များစွာ၏စွန့်လွတ်ပေးဆက်မှုများနှင့်အတူမန္တလေးဒေသတွင်းရှိ နေမြေတချို့ကိုထိန်းချုပ်ဆိုးမိုးနိုင်ခဲ့ပါသည် အမအပိုက်သုံးမှာတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတီရရှိထားသော ထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက်မိဖက်တော်လန်ရေးအင်အားစုများနဲ့လက်တွဲကကိုစွမ်းညံသွန်းရှိသည်များအားလုံးခွန်ဆိုင်ဂျိုပန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။နောက်အပိုက်လေးကတော့ကျွန်တော်တို့ထို့ပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးတီမြေမြပင်အင်အားကြီးမားသည့်အခက်အခဲအတားအဆီးများရှိနေစေကာမူမိမိတို့၏ဘုံညီမှန်းချက်ဖြစ်သောဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဆီယနာရှိစနစ်အမြင့်ပြတ်ခြေမုံရေးတိုက်ပွဲများကိုစတဲ့တဟိုးဥလည်မတော်ဆက်လက်ဖော်ဆောင်တော့ပါမည်ဖြစ်ကြောင်းပြည်သူများထံသို့ရိုသေလေးစားစွာအသိပေးတင်ပြအပ်ပါသည်ဆိုပြီးတော့မှဒါမန်လေး PDF ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့အပိုက်၃နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မိတို့မိမိတို့ပြည်သူ့ကာကွယ်တပ်မတော်မန်လေးကရရှိထိန်းချုပ်ထားသောနေမီများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွေ့ဆိုဆက်လက်ကာကွယ်ထိန်းသိမ်းသွားပါမယ်လို့ဒါပြောတာပေါ့နော်အဲ့တော့ ကျွန်တော်တို့က DNN တွေကတခုခုအောက်ကိုဆွဲချသွားပြန်မယ်လေကျွန်တော်တို့မန်လေး PD ကအပေါ်ကျိုးပြန်ဆွဲထားတဲ့အခြေအနေလေးတခုရောင်ဒီလေးတခုတွတ်တွေ့ရတဲ့အချိန်ပါဒါမန်လေး PD ကိုလည်းကျွန်တော်တို့ပြည်သူလူထုကိုစားရပါတော့ဒါကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာလေပြောချင်တယ်ပေါ့နော်နောက်တစ်ခုကဒါမိုးဟိုဗျူဟာကလည်းထပ်ပြီးတော့မှထုတ်ပြန်ထားတဲ့ဟာကလည်းမိုးဟိုဗျူဟာလည်းကြီးညာတဲ့တစောင်းမနေ့ကရဲဆွဲနေပဲထုတ်ပြန်ထားပါတယ်မိုးဟိုမျိုးကိုချစ်တော့မိဘပြည်သူပေါင်းတို့ခင်ဗျာ နော်လူယူဒေါ်လန်ရေခီစတင်ခဲ့တဲ့အချိန်မှစပြီးဂန္ဓာအသီးသီးမှအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ပြီးမိုးခုံမြို့ပါဝင်လွတ်လွတ်မြောက်နေပြီးများစွာကိုဆုံးမနိုင်သည့်အထိဒေါ်လန်ရေခီကိုအောင်မြင်မှုများစွာဖြင့်ရှောင်းလန်းနိုင်ခဲ့ပါသည်ယခုချိန်တွင်အကြံဖက်စစ်တပ်၏ရုံးမှရက်ဆက်မှုမျိုးစုံအောက်ကျစ်စင်းလင်းမှုမျိုးစုံနှင့်တိုက်ခိုက်ချေမှုန်းနေတော်လဲတော်လိုင်းရဲဘော်များအနေဖြင့်တွန်းဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိဘဲဆက်လက်တော်လှန်နေကြပါသည်တော်လိုင်းခီးတလျှောက်မိတို့ခက်ခဲသည့်အချိုးပွေများနှင့် ုံရသည်ဖြစ်စေမိုးကိုပြူဟာနှင့်အတူမိုးကိုအခြေပြုဒေါ်လာအဖွဲများမှကျွန်တော်တို့ရည်မှန်းချက်ဖြစ်သည့် Federal Democracy စနစ်စီတို့မမိတ်မတော်မဆုတ်တမ်းဆက်လက်ချီတက်ရန်ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက်ဒေါ်လာအောင်မြင်သည့်အထိဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဂရိတစ္ဆာပြုပါသည်ဆိုတဲ့မိုးကိုပြူဟာရဲ့စာလေးအဲ့တော့သူတို့မိုးကိုပြူဟာနဲ့ကျွန်တော်မန်လေး PDF ရဲ့ထုတ်ပြန်တဲ့စာနှစ်ခုကိုကျွန်တော်ချိန်ထိုးကြည့်မယ်ဆိုလို့ရှိရင် ဘသူကြိုးဆွဲဆွဲငါတို့မကနိုင်ဘူးတရုတ်လည်းလာမပြောနဲ့ DNA လည်းငါတို့ကိုလာမပြောနဲ့ MNDA လည်းလာမပြောနဲ့လာမပြောနဲ့ဆိုတာပြောလို့ရတဲ့အကြောင်းရင်းတွေရှိတယ်တော်လှန်ရေးနဲ့ပတ်သက်ရင်ဆီယနာရှင်ပြုတ်ကြရေးဖရက်ဒီမိုကရေစီရရှိရေးမှာတော့ငါတို့ကိုတော်လှန်ရေးနှောင့်နှေးကြံ့ကြာစေမယ့်အကြောင်းအရာတွေတော့ငါတို့ကိုလာမပြောနဲ့ဆိုတဲ့ပုံစံမျိုးဒါပြည်သူလူထုနဲ့အတူယက်တည်မယ်ဆိုတဲ့ မမိတ်မတုံလို့ဥလဲမတုံလို့ဆိုတဲ့စကလုံးစကရက်တွေထည့်ပြီးတော့မှဒါကျွန်တော်တို့ထုတ်ပြန်ထားတာတွေ့ရပါတယ်ဒီတွက်လဲဒါအင်တန်အားရကျဉ်းတ်စရာတစ်ခုဖြစ်တယ်အဲတော့ DNA နေထွက်ထွက်သွားပါစေငါတို့မှာမန်လေး PDF ကြံပါသေးတယ်เนาะဆိုတော့ကြောင်ဒီလေးတခုတော့ကျွန်တော်တို့ပြည်သူလူထုကိုမဆိုင်လေးပေးကျင်နေပေါ့เนาะအဲ့တော့ထွက်တဲ့အဖွဲကတော့ထွက်မှာပဲတက်ဖွဲတက်ဖွဲမှာလည်းဒီတိုင်းပဲ ကျွန်တော်တို့တစ်ခုခုကြောင့်ဒါကော့ဘရာမှာဆိုလို့ရှိရင်လည်းဥပမာလေးတစ်ခုကော့ဘရာမှာပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့သင်္ကန်းကြီးအောင်ပြန်ပေးလိုက်ရလို့စိတ်ပြက်ပြီးတော့မှထွက်သွားတဲ့ရဲဘော်တွေအများကြီးရှိရဲအဲ့ဒီတိုင်းပဲကျွန်တော်တို့တော်လန်ရေးကနေပြီးတော့မှစိတ်ပြက်သွားလို့ထွက်သွားတဲ့တပ်ဖွဲ့ရှိပေမဲ့လည်းဂျန်နဲ့တပ်ဖွဲ့တွေကကျွန်တော်တို့မမိတ်မတုံဥလဲမတုံအလုတ်လုတ်သွားမယ်ဆိုတော့ကိစ္စကတော့ကျွန်တော်တို့အားရစရာတရက်ဖြစ်တယ်ဆိုတော့ပြောချင်တာပေါ့နော်ဟုတ်ဟုတ် နောက်တစ်ခုကတော့ကျွန်တော်တို့ဒါမေတော်ဆက်စွကြည်တဲ့တမရအီဦးဝင်းမြင့်ကိုရည်ညွှန်းပြီးတော့မှစော်မဲလောကပြောထားတာပေါ့နော်ထောင်ကြတဲ့ဟိုပြစ်ရှိတဲ့လူတွေပေါ့နော်ထောင်သားတွေနဲ့အာဆီယံကိုယ်စားလှယ်တွေနဲ့တွေ့ခွင့်မပေးဘူးဆိုတော့ဥစ္စာမျိုးဒါစော်မဲလောကပြောထားတယ်ဘာကြောင့်လဲဆိုတော့ခုနမင်းအောင်လိုင်းကိုလည်းဒါအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမလိုက်နာဘူးပြက်ကွက်မှုအတွက်ဒါအာဆီယံအစည်းအဝေးမှာမင်းအောင်လိုင်းကိုတက်ခွင့်မပေးဘူးဆိုတော့ဒီ သိရတယ်ဗောဟုတ်ဟုတ်အဲ့ဒါဟိုဘယ်လိုပြောရမလဲဆိုတော့ရှယ်ရန်ရန်နဲ့လို့တော့ပြောလို့ရတယ်ဗောနော်ရှယ်ရန်ရန်ပြီးတော့မှာကျွန်တော်တို့အာဆီယံထိပ်သီးအစည်းအဝေးမဖိတ်ဘူးမဖိတ်တဲ့ခါကျတော့ဒီအာဆီယံကကျွန်တော်တို့အထူးကိုယ်စားလှယ်ကမေတော်ဆန်းစုကြည်နဲ့ဒါတမန်တော်ဦးဝင်းမြင့်အပါဝင်အကျန်တဲ့ကျွန်တော်နိုင်ငံရေးအကျဉ်းသားတွေကျွန်တော်တို့ကသာနိုင်ငံရေးအကျဉ်းသားတွေလို့သုံးဆွဲပေမဲ့စစ်တပ်ကနိုင်ငံရေးအကျဉ်းသားလို့လုံးဝမသုံးဆွဲဘဲနဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ ်ဖန်စီကန်ကျွန်တော်လူလူခေါင်းဆောင်နဲ့တမတာကြီးကိုမပြောလဲဆိုတော့ယာဇဝတ်သားထောင်ကျနေသောယာဇဝတ်သားလို့သုံးနှုံးတယ်ဗောနော်ထောင်ကျနေသောယာဇဝတ်သားဆိုတဲ့စကလုံးစကရက်ကဒါတော်တော်ဆိုးပါတယ်အဲ့တော့ယာဇဝတ်သားဆိုတဲ့ဟာကကျွန်တော်ဟိုတရက်ကတော့ state လေးဟို Facebook မှာရေးထားတဲ့ state လေးတခုတွေ့မိလိုက်တယ်ဗောနော်ဘာပြောထားလဲဆိုတော့အမေတော်ဆန်းစုကြည်ခါမှာအိုင်ကုန်ချိတ်တာဘယ်နှခါတွေ့ဘူးလို့လဲဗောနော် သမ္မတကြီးဝင်းမြင့်ခါမှာအိုင်ကွန်ချိတ်တာဘယ်နှခါတွေးဘူးလို့လဲပေါ့နော်ဆက်ဆက်တွေ့ပုံမှန်နဲ့ဒီတရားမဝင်အိုင်ကွန်ဆက်တွေ့ရေးဇက်ဒီကိုင်ဆောင်မှုဆိုတဲ့အမည်နာမတက်ထားတယ်ကမနိုင်ကတော့ရှင်းရှင်းလေးပဲသူတို့မနိုင်လို့လောက်တာဆွဲလို့ရတဲ့လူကိုခင်တော့မူကိုပြင်းတယ်လူကိုမုန်းတော့မူကိုတုံးတယ်ဆိုလိုပဲကျွန်တော်တို့ဘယ်ရက်ွက်ဘယ်ရှူတောင်းကနေပြီးကမှဘယ်ခန္ဓာကနေကြည့်ပြီးတော့မှကျွန်တော်တို့တရားဆွဲလို့ရမလဲဆိုတဲ့ဟာတွေကို ထဲသွင်းပြီးတော့မှကျွန်တော်တို့လူလူကောင်းဆောင်နဲ့သမရာကြီးကိုထဲသွင်းပြီးတော့မှတရားစွဲခံထားရတာဖြစ်တယ်အဲ့တော့နိုင်ငံရေးဒါဒီလိုမျိုးသုံးနှုံးငယ်ပြီးတော့မှစော်ကားပြောဆိုခဲ့တဲ့တသက်ခိုင်နော်ဘီဘီချမ်းနော်တော်ပြီသူတို့တွေဒီကောက်ပွဲတော့ဝင်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 မရတော့မရတော့ပဲနဲ့ဒီလိုမျိုးစော်ကားခဲ့တဲ့ကောင်ပြီးရင်နောက်ထပ်ရဲမူကြီးကြော်စိုးဝင်းတွားရင်ကျွတ်သွားပြီနော်တွားရင်ကျွတ်သွားပြီနောက်ထပ်ဇော်မဲလုံးတကောင် လာပြန်ပြီပေါ့နော်ဇော်မဲလုံးနဲ့တပတ်စင်နေပဲတွားကျွတ်သွားတဲ့ကောင်ကလည်းဒီလိုမျိုးထပ်ပြီးတော့မှစော်ကားမော်ကားပြောဆိုပြန်ပြီပေါ့နော် ပြောဆိုပြန်ပြီအဲ့တော့ဒါနိုင်ငံရေးအကျဉ်းသားလို့မတုံ့နှုံးမဲနဲ့ကျွန်တော်တို့ဒါထောင်ကျနေတော့ရာဇဝတ်သားများဆိုပြီးတော့မှတော့ရာဇဝတ်သားဆိုအတူတစ်ချောင်းနဲ့တောင်ပဲကျွန်တော်တို့ပြည်သူလူထုကိုအလေးတစ်ချောင်းနဲ့တောင်ပါပဲစံကြီးတမြင်လောက်တောင်ပဲပြည်သူလူထုကိုရံမမူခဲ့တဲ့လူတွေကိုရာဇဝတ်သားဆိုပြီးတော့မှ ကျွန်တော်တို့ထောင်သိမ်းအချင်းချတာတာကိုအာဆီယံ2ကိုယ်တိုင်လည်းနဲ့ပေးမတွေ့နိုင်ဘူးဆိုတဲ့ဇာတ်ကားကိုကျွန်တော်မဲလုံးကပြောင်ပြောင်တင်းတင်းထုတ်ပြန်ထားတာတွေ့ရတယ်ဗောနော်ဒီကိစ္စနဲ့ပတ်သက်လို့လည်းကျွန်တော်မဲလုံးတို့လည်းမကြခင်မှာလာမယ်ဝစ်လိုက်အောင်မယ်အခုတော့မဲတော့တော်တော်ဝက်ရုပ်ပေါက်ပြီးတော့မှမဲတုံးပြီးတော့မှဘလို့မှကြီးလို့အဆင်မပြေတဲ့ဆောက်ခွက်ဖြစ်နေပြီเนาะအဲ့တော့အားကြကြအားကြကြဆိုပြီးတော့မှဒီနေ့နေ့တစ်ချိန်ချင်းကြရင်တော့တော်လိုင်းတက်ဖွဲ့ရဲ့အပြည့်ပေးတန်ခတ်ကိုနောက်ဆုံးတော်လိုင်းတက်ဖွဲ့ရဲ့အပြည့်ပေးတန်ခတ်လို့ပဲမရရရ ပြည်သူလူထုကပြိပိတ်တန်ခတ်လို့ပဲမရရရမင်းတို့ကောင်တွေဖျားရိုက်လိမ့်မယ်ဒါနောက်ဆုံးရိုက်ဖို့ကတော့ဖျားပဲရှိရဖျားရိုက်လိမ့်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထက်မှာတော့အဓိက main point ကတော့ TNN တွေဘလို့ပဲလှုပ်လို့ပြည်သူလူထုကိုစိတ်ထဲကြောက်အောင်ဘလို့ပဲလှုပ်လို့ကျွန်တော်တို့ဗမာလူမျိုးစုကိုအခြေပြုလူမျိုးရေးစကားကျွန်တော်ပြောတာမဟုတ်ဘူးနော်ဗမာလူမျိုးစုကိုအခြေပြုတဲ့ကျွန်တော်တို့ PDF မန္တလေး PDF တို့ BBNA တို့ ြံပါသေးတယ်ပေါ့နော်ဒီနေရာတွေကိုသူတို့အသက်နဲ့လဲပြီးတော့မှကာကွယ်သွားမယ် DNA တွေကဘလို့ပဲဘလို့ကိစ္စကြောင့်ပဲထိုးကြွေကြွေကျွန်တော်တို့ရရှိအောင်အလုပ်လုပ်သွားမယ်ဆိုတော့အားရှိတဲ့တရင်စကားတွေကြားရတယ်ပေါ့နော်အဲ့တော့ DNA တွေအနေနဲ့လဲဘယ်ဘယ်အကြောင်းတွေကြောင့်ဒါဘလို့မျိုးကိစ္စရက်တွေကြောင့်နောက်ဆုတ်ပေးလိုက်ရတယ်ဆိုတဲ့ဟာကိုလည်းပြည်သူလူထုကိုတိတိလင်းလင်းလေးပြောကြားပေးစေချင်ပါတယ်လို့ပြောကြရင်လည်း ျွန်တော်တို့ရဲ့ဇာကဝိုင်းလေးကိုညီအောင်ချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်